ုသူတော်ဝစ်စုံနဲ့ပလင်ပေါ်တက်ပြီးတရားဟောနေလို့ထိမ့်သိမ်းခံလိုက်ရတဲ့ဒဝဲကအမျိုးသားအလုံးမဲမင်္ဂလာပါဘင်းနောက် page လေးကနေချစ်စွလိုက်ပါတယ် လွန်ခဲ့တဲ့ရက်ပိုင်းကမွန်ပြည်နယ်ကပိရိကတ်သုံးပုံမဲတော်ကြီးကပလင်ပေါ်မှာတရားဟောနေတာကြောင့်ထင်းထင်းခလန်းရပြီးသူ့ကိုဖမ်းသိနေတာကြားပြီးလို့ပြောနေကြပါတယ်။ဒီအမျိုးသမီးကပလင်မော်တက်ပြီးရဲ့နောက်မှာသူဟာနောင်ပွင့်မဲ့ဖခင်ရဲ့မဲတော်ဖြစ်ကြောင်းဟောနေခဲ့တာပေါ့။ပိရိကတ်သုံးပုံမဲတော်ကြီးအဖမ်းခံလိုက်ရတဲ့နောက်မှာနောက်ထပ်အဖမ်းခံလိုက်ရတဲ့သူကတော့ဒဝဲမျိုးကဖိုးသူတော်ဝစ်ဆောင်ဝစ်ထားတဲ့အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။တင်းသားဤတိုင်းဒဝဲမျိုးယထာဘုဒ္ဓပရိပတ်တိသာသနာရေးမှာထီးပြူဆောင်ကပလင်ပေါ်တက်တရားပြခဲ့တဲ့အမျိုးသားတစ်ယောက်ကြောင့်လူပြောများလာတဲ့နောက်မှာတော့တတင်ပါလ25ရက်နေ့မှာ မြို့နယ်တန်ခါနာယကအဖွဲ့နဲ့ရဲတွေကဖမ်းဆီးလိုက်တာပေါ့သူဟာဝိဖြူစင်ကျဲကိုဝစ်ထားတဲ့အမျိုးသားတယောက်ဖြစ်ပြီးသူ့ရဲ့နာမည်ကဥယေချင်းလို့ခေါ်ပါတယ်တလက်ပိုင်းအရွယ်သားရှိသေးပြီးတရားပြလဲကောင်းတာကြောင့်သူ့တရားကိုနာယူတဲ့သူတွေကလည်းပေါ်များပါတယ်ဝိပဿနာနဲ့ဆိုင်တဲ့တရားတွေကိုဟောလေးရှိကသူ့ရဲ့ page ကနေလည်းတရားဟောထားတာတွေကိုတင်ပြလေးရှိတာပေါ့သပဲ့တွေထဲမှာအမျိုးသားတွေကဝိဖြူအမျိုးသမီးတွေကယောဂီဝိဆောင်မဲ့ဝစ်ကြပါတယ်ယထာဘုဒ္ဓသာသနာရိတ်မှာတရားပြနေတာကြောင့်ဖြစ်ကထီးဖြူဆောင်ပြီးတရားပြတဲ့ပုံတွေလိုင်းမော်ပြန့်နှံ့သွားလို့အဖမ်းခံရတာ ဖြစ်ပါတယ်။ယထာဘုဒ္ဓပရိပတ်တိသာသနာရိတ်ကတဝဲမြို့ဝဲကျွန်းထိန်လယ်ရက်လေရင်ခွင်းလမ်းမှာရှိတာဖြစ်ပြီးအရင်ကတည်းကတရားဟောခဲ့တဲ့သူဖြစ်ပါတယ်။ ူအကြောင်းကိုတမျိုးလုံးကတိပိသားဖြစ်တဲ့အပြင်ဖုံကြီးရည်နဲ့လည်းဆက်ဆံရေးပြည့်လဲသူဖြစ်နေတာပေါ့စတင်ပါလ16ရက်ကဥယျာချင်းကိုယထာဘုဒ္ဓပရိပတ်တိသာသနာရိတ်မှာတပည့်တွေကထိပြုဆောင်ကကြိုဆိုခဲ့ကြပါတယ်ဥယျာချင်းကပလင်ပေါ်တက်ကတရားပြခဲ့တဲ့ဓပုံတွေကိုအဋိဋ္ဌံအောင်မြင်ရေး page ကနေဖြန့်ဝေခဲ့ပြီးတဲ့နောက်မှာတော့ဖန်ဆီးခံရတာပေါ့နားလေတက်ကျွမ်းသူတွေကတော့သူဟောတဲ့တရားတွေကမှန်မှန်ကန်တာတွေမပေါဝင်ပေလူပုဂ္ဂိုလ်အနေနဲ့တရားပြတာလို့ဆိုပါတယ် လူပုဂ္ဂိုလ်တွေတရားဟောလို့ရတဲ့ပလင်ကလည်းရှိပြီးအရင်ကတည်းကလည်းလူပုဂ္ဂိုလ်တွေကတရားဟောလို့ရှိကြတယ်လို့ပြောနေကြတာပေါ့မြန်မာနိုင်ငံမှာလည်းလူပုဂ္ဂိုလ်အနေနဲ့တရားပြလာသူတွေကလွန်ခဲ့တဲ့နှစ်များစွာကတည်းကရှိပြီးသားဖြစ်နေပေမဲ့ဥယျာဉ်ချင်းကတော့ဖန်ခံလိုက်ရပါတယ်ဥယျာဉ်ချင်းကယထာဘုဒ္ဓသာသနာရေးမှာတရားပြတယ်လို့ဖုန်ကြီးတွေကိုဆုံးကပ်ပြီးဘုံကထိန်လဲလောက်ပါသေးတယ် စွန်ကတ်ရင်ငွေစွန်ကတ်လေးရှိပြီးသူကိုယ်တိုင်ကလည်းသူ့ရဲ့ Facebook အကောင့်ကနေအမြဲတင်နေလေးရှိပေမဲ့ဘာကြောင့်ဖမ်းတာကိုတော့မသိကြသေးပါဘူး။လက်ရှိမှာတော့ဥယျာဉ်ချင်းကိုတဝဲမြို့ရဲစခန်းကသာသနာကိုစော်ကားမှုနဲ့ဆိုင်တဲ့ပုံမှန်295ကကြီးနဲ့မှုဖွင့်ထားခဲ့တာပါ။ဒါပေမဲ့တချို့တွေရဲ့အပြောအရလူပုဂ္ဂိုလ်ဖြစ်ရတဲ့တရားမဟုတ်တဲ့မှုဆိုပြီးနောက်ဝေဖန်မှုတွေက ပြန့်နှံ့လာခဲ့ပါတယ်။ တရားဟောချိန်ရဖုန်ကြီးဝတ်တင်ပြီးဝိဖြူစင်ကြယ်ဝိပြီးတော့တရားဟောတာကိုမသိတော့ကြောင်းပြောဆိုမှုတွေများလာခဲ့ရပါလွန်ခဲ့တဲ့ရက်ပိုင်းကဖန်ခဲ့တဲ့ပြည်ကတ်သုံးပုံမေတော်ကြီးကတော့သူ့ခြံထဲမှာတရားဟောတဲ့အကြောင်းဆောင်တွေကိုဆောက်လုပ်ထားပြီးဖုန်ကြီးတွေဟောတဲ့တရားတွေကိုမယုံသင့်တဲ့အကြောင်းသူဟောတဲ့တရားတွေကိုပဲကျင့်သုံးသင့်ကြောင်းဟောနေခဲ့ရပါဒါပေမဲ့အခုအဖမ်းခံလိုက်ရတဲ့ဥယျာဉ်ချင်းအကြောင်းကိုတော့အလုံးကသိပြီးသားဖြစ်တယ်လို့ကထိန်ခင်းနာတွေကိုလည်းလုံနေပြီမဲ့ဘာကြောင့်ဖမ်းလိုက်တာလဲဆိုတာကိုသိချင်နေကြပါတယ်ဘာသာရင်းနဲ့သက်ဆိုင်တဲ့ကိစ္စကအကဲဆက်တာကြောင့်ဒီလိုအဖြစ်အပျက်တွေကမြန်မာနိုင်ငံမှာမကြာခ နာကြားလာရပါတယ်ဝိဖြူစင်ကြဝိပီတရားဟောမိလို့အဖမ်းခံလိုက်ရတဲ့ဒီကိစ္စအပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော် နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ